ပါကလေးတို့ရေဒီချေကတော့ grade 7တိပ်ပံသင်ကြားပေးမယ့်ချေချမ်းဖြစ်ပါတယ်။အခန်းနှစ်အနုစီဝါသက်ရှိများနှစ်ဆဲဖွဲ့စည်းပုံကသင်ခန်းစာ3တရဝါဆဲဤဖွဲ့စည်းပုံနှစ်လုပ်ငန်းများကိုဒီချေကတောက်သမီးတို့ကို ပြောပြပေးမှာဖြစ်ပါတယ်။ ကဲဒါဆိုလို့ရှိရင်တော့သင်ကန်းစာ3တရဝါ10ရီဖွဲ့စည်းပုံနဲ့လုပ်ငန်းများအဲ့တော့တရဝါတွေကိုအခြေခံအဖြစ်ဆဲများဖြစ်ဖွဲ့စည်းထားတယ်အဲ့တော့ဆဲအမေးပါအတွင်ရှိအရာအလုံးကိုတကယ်လို့ protoplasm လို့ခေါ်တယ်အဲ့တော့ protoplasm မှာဆိုလို့ရှိရင်တော့ nuclear နဲ့ cytoplasm ဆိုပြီးတော့မှနှစ်ပိုင်းပါရှိတယ်အဲ့တော့တရဝါဆဲရဲ့ဖွဲ့စည်းပုံမှာဆိုလို့ရှိရင်တော့ cytoplasm အတွင်တွင်ဆဲရည်ကွက်ငယ်များနဲ့ မိုက်ထရိုကွန်ထရီယာစတဲ့အင်ကာနှုတ်များပါဝင်ပြီးဆဲရှင်တန်ရန်လိုအပ်တဲ့လုပ်ငန်းများကိုလှုပ်ဆောင်ပေးပါတယ်။ကဲဒီကျတော့လုပ်ငန်းတစ်ကလေးကိုကြည့်ရအောင်။လုပ်ငန်းတစ်ကလေးကတော့သားတို့သမီးတို့ရဲ့အကြောင်းသုံးဖတ်စာအုပ်မှာဆိုရင်စာမျက်နှာဆနစ်ကပုံနှစ်လေးရတရဝါဆဲရဲ့ပုံလေးကိုကြည့်ပါ။ကဲဒါဆိုလို့ရှိရင်တော့လုပ်ငန်းတစ်ပေးထားတဲ့ပုံနှစ်လေးမှာဆိုရင်တော့တရဝါဆဲကို

cytoplasm အဲ့တော့ nuclear နဲ့ cytoplasm ကတော့တကယ်လို့က protoplasm နဲ့မှရှိတယ်။နောက်တစ်ခုကဆဲအမေပါ။ကဲဒါဆိုလို့ရှင်အင်္ဂါနှုတ်များအကြောင်းကိုတချို့ဆွေးနွေးကြရအောင်အဲ့တော့သတ္တဝါဆဲရဲ့ဖွဲ့စည်းပုံနဲ့လုပ်ငန်းများကိုတချို့ကြည့်ရအောင်ကဲအဲ့တော့တချို့အစိအပိုင်းအင်္ဂါနှုတ်များပေးထားတယ်ပြီးရင်ဖွဲ့စည်းပုံလုပ်ငန်းများကဲနံပါတ်1ကတော့ဆဲအမေပါ ကဲအဲ့တော့ဆဲအမေပါဆိုတဲ့အစိပ်ပိုင်းအင်္ဂါတို့မှာဆိုရင်တော့ဆဲရဲ့ဖွဲ့စည်းပုံလေးကတော့ပါလွာ၍ပျော်ပြောင်းတယ်ပြီးရင်ဆဲဤအပြင်ဘက်ဆုံးအလွာဖြစ်တယ်လုပ်ငန်းအနေနဲ့ဆိုလို့ရှိရင်တော့ဆဲကိုဝင်းရံထားပြီးတော့မှပုံသဏ္ဍာန်ကို ပုံဖော်ပေးတယ်ပြီးရင်ဆဲအတွင်းနဲ့ဆဲအပြင်ဘက်မှာရှိတဲ့ဖြစ်စည်းတွေရဲ့ဝင်ခြင်းထွက်ခြင်းတွေကိုထိန်းချုပ်ပေးထားပါတယ်နံပါတ်1ဆဲရေကွက်ကဲဆဲရေကွက်ဆိုတဲ့အင်္ဂါနုတ်ကလေးမှာဆိုရင်တော့ သူ့ရဲ့ဖွဲ့စည်းပုံကလေးကတော့ဆဲအတွင်းမှာရှိတဲ့ရေကွက်ငွေများပဲဖြစ်တယ်။ကဲသူ့ရဲ့လုပ်ငန်းအနေနဲ့ဆိုရင်တော့ဆဲအတွင်းအစာရေဓာတ်ရုပ်ပစ္စည်းများနဲ့စွန့်ပစ်ပစ္စည်းတွေကိုတိုးလောင်ခြင်းနဲ့စွန့်ထုတ်ခြင်းကို သူကလှုပ်ဆောင်ပေးတယ်။တရဝါဆဲမှာရှိတဲ့နျူကလ িয়ার ပြီးရင်စိုက်တိုပလာဇမ်နဲ့ မိုက်တိုကွန်ဒရီယာတို့ဟာဆိုလို့ရှိရင်တော့သူကတော့အပင်ဆဲနဲ့တူညီကြတာဖြစ်တဲ့အတွက်ကြောင့်တောင်သမီးတို့အပင်ဆဲရဲ့ဖွဲ့စည်းပုံနဲ့လုပ်ငန်းတွေဟာအတူတူပဲဆိုတော့သူကအခုမတူညီတဲ့အချက်ကလေးကိုပဲရေးပြပေးထားတာနော်ကဲဒါဆိုရင်တကယ်လို့လုပ်ငန်းနှစ်ကလေးကိုဆက်ပြီးတော့ကြည့်ရအောင် ဲ့တော့တဒဝါဆဲရဲ့ဖွဲ့စည်းပုံမှာ ပါဝင်တဲ့အဓိကအစိတ်ပိုင်းတွေကိုဖော်ပြပေးပါတဲ့။ကဲဒါဆိုလို့ရှိရင်တော့ဒီချေတို့ကတဒဝါဆဲမှာပါဝင်တဲ့နော်ဖွဲ့စည်းပုံမှာပါဝင်တဲ့အဓိကအစိတ်ပိုင်းလေးကဘာဖြစ်မလဲ။အဲ့တော့အဓိကအစိတ်ပိုင်းလေးတွေကဆိုလို့ရှိရင်တော့ဒီချေတို့တွေကနျူကလ িয়ার နဲ့စိုက်တိုပလာဇမ်တွေပဲဖြစ်တယ်နော်။ဆဲအတွင်းမှာပါဝင်တဲ့အင်္ဂါနှုတ်များအနက်မျိုးဗီဇလက္ခဏာနဲ့သက်ဆိုင်တဲ့အင်္ဂါနှုတ်အကြောင်းကို ရှင်းလင်းဖြေဆိုပါတဲ့။ကဲဒါဆိုရင်ဒီချေတို့ပြောကြည့်အောင် ဟုတ်တယ်။အင်ကာနိုရဲ့အမည်ကတော့နျူကလ িয়ার ပဲဖြစ်တယ်။အဲ့တော့နျူကလ িয়ার ဆိုလို့ရှိရင်တော့ဆဲကွဲပွားမှု ဖြစ်စဉ်နဲ့ဆဲအတွင်းဓာတ်ရုဖြစ်စဉ်တွေကိုထမ်းချုပ်ပေးတာပဲဖြစ်ပါတယ်။ကဲဒါဆိုရင်ဒီချေတို့အဓိကချက်ကလေးကိုကြည့်အောင်အဲ့တော့အဓိကချက်များတရဝါဆဲရဲ့ဖွဲ့စည်းပုံမှာဆိုလို့ရှိရင်တော့ဆဲအမေးပါအတွင်းမှာရှိတဲ့အရာအလုံးကို ရိုတိုပလာဇမ်လို့ခေါ်တယ်အဲ့တော့ပရိုတိုပလာဇမ်မှာဆိုလို့ရှိရင်တော့နျူကလ িয়ার နဲ့စိုက်တိုပလာဇမ်ဆိုပြီးတော့မှနှစ်ပိုင်းပါရှိတယ်အဲ့တော့နျူကလ িয়ার မှာဆိုလို့ရှိရင်တော့မျိုးဗီဇကိုသင်ဆောင်ထားတဲ့ခရိုမိုဆုံးအရေအတွက်ဟာတတဝါမျိုးစိတ်ကို လိုက်ပြီးတော့မှကွဲပြားပါတယ်ကဲဒါဆိုရင်ခုတစ်ချက်ပြောပြလိုက်တဲ့သင်ခန်းစာလေးကတော့အခန်းနှစ်အနုဇီဝတက်ရှိများနဲ့ဆဲဖွဲ့စည်းပုံကတစ်ချက်တော့သင်ခန်းစာ၃ တတော်ဆဲရဲ့ဖွဲ့စည်းပုံနဲ့လုပ်ငန်းများအကြောင်းတွေကိုဒီချိန်ကတအားသမီးတို့ကိုရှင်းပြပေးလိုက်တာပဲဖြစ်ပါတယ်ဒီချိန်နဲ့တူတူနောက်သင်ခန်းစာမှာပြန်တွေ့မယ်နော်